ဥပမာကျွန်တော်တို့ behavioral ထဲမှာနာမည်ကြီးရဲ့ placebo effect ဆိုတာအရင်နာမည်ကြီးရဲ့ placebo effect ဆိုတာပြောရဆိုတော့အာ paracetamol တွေတောင်မှဟိုဘယ်လိုခေါ်မလဲ biogenic တောက်တော့မှပျောက်သွားတယ်ဆိုရဲဟာတယ်မလားအဲ့ဘိုင်ဟိုဂျက်စစ်တောက်မှာတောက်တာမဟုတ်ဘူးပါရာပါရာကက်ရတယ်မစ်ဆာဂရစ်တောက်လည်းရတယ်ဒါမှမဟုတ် PPN ကထုတ်တဲ့ပါစီသမားတောက်လည်းရတယ်သမားဟုတ်ဘိုင်ဟိုဂျက်စစ်မှာ အဲ့တော့ဘာကြောက်လဲဆိုတော့လိုက်ပြီးတော့သုံးလက်ကြည့်ရဲ့အချိန်မှာအဲ့လိုမျိုးအာတော်တော့ဟို major grip ဆိုလို့ရှိရင်လည်းအာကျွန်တော်တို့ဟို aim ရဲ့နှာစီးရဲ့ဆိုလို့ရှိရင် major grip နဲ့မှာတတ်တာတယ်ဒီမှာဒါမှမဟုတ်လို့ရှိရင်အာဒီကုဂျင်နဲ့မှာတတ်တာတယ်ဆိုတဲ့ဟာမျိုးလေးအဲ့တော့ဆိုမဲ့ဟို bio ဟို parasitic တတ်မော900 mg 900 mg ပဲ okay ဟိုထုတ်တဲ့နေရာတွေဒေသတွေပါကြားတွေပွာတာဒါတပိုင်းဟောလေး ခုလက်ရှိထွက်တယ်တဲ့ behavioral marketing စာအုပ်နဲ့လက်တွေ့မှာဘလို့ပြန်အထောက်လို့ပြမယ်ကွယ်အဲ့လေးအဲ့လေးရှင်းပြပေးပါဒါလည်းဖောက်ထောက်တဲ့ stress စာအုပ်လည်းဖွင့်ထားပါတယ်ဖတ်ပြီးလည်းကြည့်တော့ဝင်ပါတယ်โอเคအဲ့တော့ဟိုသုံးခုနဲ့ဆိုလို့သုံးခုနဲ့ဆိုတာသိရလို့ကျေးဇူးတင်ပါတယ်ဟိုဝမ်းသာပါတယ်ကျေးဇူးတင်ပါတယ်ဆိုတာဝမ်းသာပါတယ်အအခု behavioral marketing စာအုပ်ကလေကျွန်တော်နောက်ပိုင်းက psychology ဘိုင်းတွေကိုဥစားပြီးကျွန်တော်လေ့လာပြနေရတယ် ဆိုလိုချင်တာကကျွန်တော်ခုနပိုင်းဒီ nudge တို့ပြီးလို့ရှိရင် biology တို့ပြီးရင်အဲဒီ neuroscience ဆိုဘာလို့ညာလို့တက်ပေါ့ကျွန်တော်တော့တယ်ဟိုအဲ့အဲ့အဲ့ဘက်ကို like learn တော့ရတာအာတီသားရောက်နေရပေါ့လေဆိုတော့အဲ့တော့သူကဘာလဲဆိုတော့ဒီလိုကျွန်တော်ပြပြမယ် behavioral marketing ကမှာသွားပြီးတော့အရေးပါသွားလဲဆိုတော့လေကျွန်တော်တို့ functional တွေတူနေတဲ့ market တွေမှာကျွန်တော်တို့က behavior ကိုကြည့်ပြီးတော့ market လုပ်တယ်ဆိုလို့ရှိရင်ပို့ပြီးရောင်းရတယ်။ဟိုကျတနာကဥပမာဗျာဥပမာအဲထပ်ပါတော့ဒီကဲဟိုဒါသာကြည့်ရင် right ပြီးရင်အဲ့တော့ဒါဒါ on the call ညမာဆေးပေါ့ဆေးတော့တွေ စားကြည့်ရင်းနေနေပေါ့ဗျာ x တိုင်းကျေးဇူးရ right so ဒီနှစ်ခုက okay ဟိုဆေးရတော့မတူဘူးပါဘူးညောင်ကျွန်းပြီပြောလေဒါပေမဲ့လေယောဂဖြစ်တဲ့သူဆိုလို့ရှိရင်ဒီနှစ်ခုလောက်ပြီးအင်္ဂါဒါတော့လေလေလေအတွက်ကောင်းတယ်ဒါအဲဒီဆောက်လည်းကောင်းတယ်စင်လို့လည်းတော့လေလေအတွက်ကောင်းတယ်ပေါ့နော် in an in the nutshell ဖြစ်ကျွန်တော်ပြောမှာပါလိမ့်မယ်ဆရာဝန်တွေကြိုးပြီးတော့တောင်းမယ်ပေါ့နော်ဟုတ်လားအဲ့တော့ အဲ့ဒီအချိန်မှာကျွန်တော်တို့က behavioral marketing ကဘယ်လိုမျိုးဝင်လာလဲဆိုတော့ကျွန်တော်အာတထူသောအချိန်တွေမှာတော့ကြည့်ကြည့်နေရလေဥပမာကျွန်တော်တို့ behavioral ထဲမှာနာမည်ကြီးတဲ့ဟာ placebo effect ဆိုတာအရင်နာမည်ကြီးတယ် placebo effect ဆိုတာပြောရဆိုတော့အာပေါ်ရာစီတမောချင်းတူနေတော့မှာ ဟိုဘယ်လိုခေါ်မလဲဘိုင်ဟိုဂျန်ဆင်တောက်တော့မှပျောက်သွားတယ်ခွဲဟာကျမအဲ့တော့ဘိုင်ဟိုဂျန်ဆင်တောက်မှတောက်တာမဟုတ်ဘူးပါရာပါရာကက်ရတယ်မစ္စဂရစ်တောက်လည်းရတယ်ဒါမှမဟုတ် VPN ကထုတ်တဲ့ပါစီသမားတောက်လည်းရတယ်သမားဟုတ်ဘိုင်ဟိုဂျန်ဆင်မှာအဲ့တော့ဘာကြောက်လဲဆိုတော့လိုက်ပြီးတော့သုံးတဲ့ချိန်ရဲ့အချိန်မှာအဲ့လိုမျိုးအာဒါမှတော့ဟို Mr. Grip ဆိုလို့ရှိရင်လည်းအာကျွန်တော်တို့ ို့အေးမီရယ်နှာစီးရယ်ဆိုလို့ရှိရင်မေမေဆိုဂရစ်တက်မှာတက်တာတယ်ဒီမှာဒါမှမဟုတ်လို့ရှိရင်အဲဒီကူဂျင်နဲ့မှာတက်တာတယ်ဆိုတဲ့အားမျိုးတွေအဲ့တော့ဆိုမဲ့ဟိုဘိုင်ယိုဂျိုပါရာဆီတက်တာမော900မီလီဂရမ်900မီလီဂရမ်ပဲโอเคဟိုထုတ်တဲ့နေရာတွေဒေတာတွေပိုင်းကြတယ်ပွာတာဒါတပိုင်းဟောလေဟောအဲ့ဘာတူတူပဲ right ဆိုတော့ဟိုအဲ့အဲ့ဒီရဲ့နောက်ွယ်မှာကျွန်တော်တို့က brand ခုကိုဘာနဲ့သွား associate လုပ်မှလဲဆိုတာမျိုးရှိတယ်။ဥပမာဒီကိုဂျင်ကရုပ်ကြည်စစ်ချက်ရအောင်ဒီကိုဂျင်ဆိုတဲ့ဟာမျိုးကြီးနဲ့ဟို bio jacket number 1ကိုပြောညာတဲ့အချိန်မှာကြာကြာခွက်သွားတယ်။ right အဲ့တော့ဟိုတချို့ကတော့ဟိုခေါင်းကြိုက်တာတွေအေးအေးမိတာတွေဘာညာတွေဥစားပေးပြပြတဲ့အချိန်မှာ okay အေးအေးမိရဆိုလို့အချိန်ဒါတော့အဲမုံမီလိုဖြားရင်တပတ်ဆိုတော့ပုံစံမျိုးအထီကိုကျွန်တော်ဆွဲမှတ်ထားတဲ့ခါလေးရှိတယ်။အဲ့တော့အဲ့ဒါတောက်လိုက်ရင်ကိုပေါင်းသွားရဆိုတာမျိုးဖြစ်တယ်ပေါ့။အဲ့တော့ အဲ့ဒီကြောက်နေလိုက်တယ်ဆိုလို့ရှိရင်ခေါင်းထဲမှာဘလို့အလိုလွတ်လွတ်တယ်ဆိုတဲ့ဟာမျိုးကျွန်တော်ကနောက်ပိုင်းပို့ပြောစဝင်သားလာတယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်လိုက်ဖန်ရင်းနဲ့ excel ဆိုတဲ့ biology တို့အာ notch တို့အာ a twice factory တို့ဘာလို့ညာတော့ပေါ့လေအဲ့လိုကျွန်တော်လိုက်ဖန်ရင်းနဲ့အာတွေးမိတဲ့ဟာအဲ့တော့တွေးမိတဲ့ဟာလေးတွေကိုကျွန်တော်စောင်းနေတဲ့ပြန်ပြီးရေးရတာပါအဲ့တော့ ဟိုကိုယ့်ရဲ့ brand နဲ့သူများရဲ့ brand က functional ချင်းပူရင်တောင်မှဘယ်လိုခွဲထွက်မလဲပေါ့နော်ဘယ်လို differentiate လုပ်မလဲပေါ့နော်ဆိုတော့အဲ့ဒီ high level ပတ်သက်ပြီးကျွန်တော်ကြီးထားတာပါ